်မင်္ဂလာပါ Microsoft Word မှာ insert တဲ့ကတေဘယ်ဆွဲနည်းနဲ့ picture ထည့်နည်းကို ပြပြပြီးတော့ပါပြီအဲ့မှာနောက်တစ်ခုကကြတော့ဒီ shape လေးတွေဆွဲနည်းကိုခုပြပြပြီးတော့ပါမယ် shape ဆွဲမယ်ဆိုလို့ရှိရင် insert တဲ့က shape ထည့်ကိုတော့မယ်သူရဲ့ down arrow လေးကိုနှိပ်လိုက်မယ်ဒါက recently used shape ဆိုတာကကြတော့ဒီမကြာခဏ ဟိုတုံးလေးရှိတယ်များလေးတွေကိုသူကပြတ်ထားတာပါဒါလေးကိုတော့မတုံးတော့ဘူးပေါ့နော်ဒီအောက်ကကောင်တွေကိုတုံးပြပေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါတွေကပါသွားမှာမလို့ပါပထမဆုံးအနေနဲ့ကကျတော့ဒီမှာ line ဆိုတဲ့ type လေးရှိရယ်ပေါ့နော် shape မှာမှာပထမဆုံး line လေးတွေဆွဲကြည့်မယ် line မှာဆိုလို့ရှိရင်ဒီတစ်ခုကများလုံးဝမပါဘူး မြားတစ်ဖက်ပါတယ်ဒီမှာဆိုလို့ရှိရင်မြားကကြတော့နှစ်ဖက်ခြွင်ပါတယ်ဒါပဲ arrow ပေါ့နော်အဲ့ဒါဆိုဒီ line လေးကိုပထမဆုံးဆွဲကြည့်လိုက်မယ်ဆွဲမယ်ဆိုလို့ရှိရင်တော့ဒီပေါ်မှာ pointer လေးပေါ့နော်ဒီအဖြူရောင်မြားလေးကို pointer လို့ခေါ်တယ်အဲ့ဒီ pointer လေးတင်ထားပြီးတော့တစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူကဒီ line လေးကိုဆွဲမှဖြစ်တဲ့အတွက်ကြောင့်အပေါင်းလေးနဲ့ပေါ်လာပြီအဲ့ဒီမှာဖြီးပြီးတော့ဆွဲလိုက်ပါမယ်ဒီအောက်ကိုဆွဲကျင်နေဆွဲလို့ရတယ်ဒီပေးနဲ့ဆွဲလို့ရတယ်ဒီလိုဒီကိုစိတ်ကြဲအတိုင်းဖြစ်ပြီဆိုလို့ရှိရင်เนาะ နှိပ်ထားတဲ့လက်မှတ်လေးကိုလိုက်ပါဒါဆိုလို့ရှိရင်မြင်းလေးဆွဲပြီးတော့ပါပြီ။ဒီမြင်းကိုအတူအရှိညှိလို့ရပါတယ်။ဒီအစွန်းနှစ်ဘက်ဘယ်တစ်ဘက်ပဲဖြစ်ဖြစ်သွားထိလိုက်ပါတော့။ထိပြီးတော့ဒီမှာတူလို့ရရဲ့ရှည်လို့ရရဲ့။ဒီဘက်ထိပ်ကိုသွားထိလို့ရှိရင်လည်းမြားလေးရတော့တပည့်လိုလေးပုံစံပြောင်းသွားလိမ့်မယ်။တူလို့ရရဲ့ရှည်လို့ရရဲ့။နေရာရွှေ့ကျင်နေဆိုလို့ရှိရင်တော့ဒီ line ပေါ်လေးကိုတေချာလေးထောက်လိုက်ပါ။ ဒါဆိုလို့ရှိရင်ဖို့အဲရိုလေးပေါ်လာပြီပေါ့နော်။များလေးပဲလေးရန်လေးပေါ်လာပြီ။အမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဖြီးပြီးတော့မှဒီမှာနေရာရွှေ့လိုက်မယ်။ပြန်ဆွေးပြရမယ်နော်။အဲဆိုခုနကတောက်ခဲ့တာက insert တစ်သေးက shape ဆိုပြီးတော့တွားရတာနော်။ဒါပေမဲ့သူကအခုဒီများလေးကိုရွေးထားတာဖြစ်တဲ့အတွက်ကြောင့်သူနဲ့သက်ဆိုင်တဲ့ tab လေးပေါ်လာတယ်။ shape format ဆိုပြီးတော့အဲ့ထဲကမှ shape ဆိုတာလေးကိုနှိပ်ပြီးတော့ယူလို့ရှင်လည်းရပါတယ်။ဒါမှမဟုတ်ခုနကမူလားတော့ခဲ့တယ်လို့ insert တစ်ထည်က shape ဆိုပြီးတော့တွားယူလည်းရတယ်။အဲ့လိုမှမဟုတ်ဘူးဒီမှာရွေးထားတာဖြစ်တဲ့အတွက်ကြောင့် shape format တွေကိုတွားမယ်။ဒီက shape ကိုတစ်ချက်နှိပ်မယ်။ဒီတည်းကနေတွားယူလို့လည်းရပါတယ်။နောက်တစ်ခုကကျတော့ဒီများလေးတစ်ဖက်ပါတဲ့ဟောနှိပ်ပြီးတော့မှယူလိုက်မယ်။ ဒါလည်းတူတူပါပဲ type ကတူတူပဲများတစ်ဖက်ပါတာနဲ့မပါတာပဲရှိပါတယ်ထိတ်လေးရေးသွားပြီးတော့ခြုံချက်လုပ်လို့ရတယ်နေရာရွှေ့မယ်ဆိုလို့ရှိရင်တော့ခုနကလိုပဲ line ပေါ်လေးမှာပွဲလိုလေးပေါ်အောင်ထောက်နေရာရွှေ့ပါမယ် shape ထဲကိုသွားမယ်နောက်တစ်ခွက်ကျတော့ဒီပုံစံလေးပေါ့နော်မတူတဲ့ပုံစံလေးနဲ့ပြပြလိုက်ပါမယ်အဖြစ်ပြီးတော့ဆွဲလိုက်မယ်ဒီမှာလည်းအစွန်းနှစ်ဖက်ပါတယ်အစွန်းနှစ်ဖက်ကနေခြုံချက်လုပ်လို့ရတယ် ုဒီမှာကကြတော့အဝါရောင်လေးပါလာတယ်ဒါလေးကသူ့ပုံကိုပိုင်းတာလေးတင်လိုက်မယ်ဆိုမြားပုံစံပြောင်းသွားမယ်သူကဘာလုပ်လို့ရလဲဆိုတော့ကကြတော့သူ့ရဲ့ဂုံတတိကပုံစံပြောင်းလို့ရပါတယ်ဟောဒါဆိုလို့ရှိရင်ခုနပုံစံနဲ့မတူတော့ဘူးပုံစံပြောင်းလို့ရသွားပြီအသက်မရမှာကြတော့အဝါရောင်လေးပါတယ်ဆိုလို့ရှိရင်ပုံစံပြောင်းလို့ရတယ်လို့မှတ်ပေးရပါမယ်အော်နေရာရွှေ့မယ်ဆိုလို့ရှိရင်တော့ခုနလိုပဲ ဝိုင်းနာလေးပေါ်အောင်ထောက်ဖြီးပြီးတော့မှဒီမှာဆွဲပြီးနေရာရွှေ့လိုက်မယ် shape ထဲကိုသွားမယ်ဒီအကွေလေးတွေကိုပြောလိုက်မယ်เนาะတစ်ချက်နှိပ်ပြီးတော့ယူလိုက်မယ်ဖြီးပြီးတော့ဆွဲမယ်ထိတ်လေးတွေကိုတွားပြီးတော့အချုံချက်လုပ်လို့ရတယ်အဝိုင်းရောင်းလေးပါလာရဆိုလို့ရှိရင်เนาะပုံစံပြောင်းလို့ရပါတယ်ထိတ်တဲ့ပုံစံရွှေ့ပြီးတော့ပြောင်းလို့ရပါတယ်နေရာရွှေ့ပင်စု line လေးပေါ်ကိုဝိုင်းနာလေးတော့ထောက်ဖိုးအရိုးလေးပေါ်လာပြီဆိုနေရာရွှေ့လိုက်ပါမယ် shape ထဲကိုသွားမယ် ဒါလေးကကြတော့ကမြင်ကွေလေးပေါ့နော်ကလစ်တစ်ချက်နှိပ်လိုက်မယ်ပြီးတော့သူကဟိုစဆွဲခြင်းတဲ့နေရာမှာတစ်ချက်နှိပ်မယ်ပြီးတော့ရက်ခြင်းတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်မယ်ခုတိုင်းဆိုလို့ရှိရင်အနက်ရောင်ပေါ်မှာအပြာရောင်ဆိုတော့မပေါ်ဘူးရင်းနေခါနေကြလို့ရှိရင် background လေးချိန်ပြီးတော့ပြပေးမယ်နော်ပြီးတော့ရက်ခြင်းတယ်ဆိုလို့ရှိရင်တော့သူကနှစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်မြင်းလေးက ရက်ရက်သွားပြီပေါ့နော်ပြီးတော့ဖြူအောင်လေးပေါ့မှာခြုံလေးရတယ်ချဲလို့ရတယ်ဒီမြားလေးကကြောင့်မြားခွေးလေးကပုံနေထဲတုန်းကလည်းပြောခဲ့တယ်ဒါလေးကကြောင့်မြားနဲ့ rotate လဲလို့ရပါတယ်။နေရာရွှေ့မဲ့ဆိုလို့ရှိရင် line ကြားလေးလေးတော့ထောက်လို့မရဘူး။ဒီ line ပေါ်မှာပဲထောက်ပြီးတော့မှ four arrow လေးပေါ်လာမှနေရာရွှေ့လို့ရမယ်။ခုနကကြတော့ဟိုအနက်ရောင်လေးဖြစ်နေရဆိုတော့ခါကြတော့ဟိုတင်းတင်းကျပ်မမြင်နိုင်ရမှဆိုလို့ပေါ့နော်။အာဒီမှာ သူကစမိုက်လေးကိုတစ်ချက်ကလစ်နေမယ်ပြီးတော့ဒီမှာရက်ချင်တဲ့နေရာလေးမှာကလစ်တစ်ချက်နေမယ်ပြီးတော့ဒီမှာကိုေးလို့ရတယ်ဒါမှမဟုတ်ဒီလိုသွားလို့ရတယ်ကိုေးပြီးတော့ဒီနားလေးကိုေးချင်တယ်ဆိုလို့ရှိရင်တစ်ချက်နေမယ်တစ်ချက်တစ်ချက်နေပြီးတော့သွားလိုက်ပါမယ်အော်တကယ်လို့အဆုံးသတ်မယ်ဆိုလို့ရှိရင်တော့သူကနှစ်ချက်နေပြရပါမယ် အချုံချက်လို့ရမယ် rotate လဲလို့ရတယ်။နေရာရွှေ့မယ်ဆိုလို့ရှိရင် line ချားလေးကိုထောက်မယ်ဆိုဟို arrow ကမပေါ်ပါဘူး။ line ပေါ်မှာပဲထောက်မှာပဲ။ဟို arrow ပေါ်မယ်။ပြီးတော့ဒီဘက်ကိုနေရာရွှေ့လို့ရပါတယ်။ချောင်းမယ်ဆိုလည်းချုံလို့ရပါတယ်။အဲ့ insert တဲ့ထပ်မတော်တော့ဘဲနဲ့ shape format တွေက shape တွေကိုယူလိုက်မယ်။နောက်ထပ်တစ်ခုကကြတော့တစ်ချက်နေလိုက်ပါမယ်။ပြီးတော့ခုနလိုပဲသူကတစ်ချက်နေကြည့်မယ်။ တစ်ချက်နေမယ်တစ်ချက်နေမယ်ဒါတော့ကပ်လေးတွေမဟုတ်တော့ဘူးเนาะလိုင်းတော့နေမဟုတ်ဘူးသူကတော့လဲလဲလဲဒီလိုပဲဆွဲလို့ရပါတယ်အာပြီးတော့သူကခုနကလိုပဲဒီကောင်ကိုအဆုံးသတ်တော့မယ်ဆိုလို့ရှိရင်အာတပည့်ကလေးလေးနေပေးပါမယ်နောက်ထပ်အဆုံးသတ်နည်းတစ်ခုလည်းရှိရယ်เนาะနောက်တစ်ခါပြန်ပြောပြပါမယ်ချုံချက်လုပ်လို့ရတယ်ဒါတော့ထုံးစံတိုင်းပေါ့เนาะညာရှိလိုက်မယ် shape ထဲကိုသွားမယ်ဒါလေးပြန်ယူမယ်เนาะ ဖိပြီးတော့မှဒီလိုမျိုးဆွဲလို့လည်းရပါတယ်။ဆမ်းမဲနဲ့ဆုံးမဲနဲ့ပုံမှာတူသွားရဆိုရှင်သူကဒါလေးရက်သွားပါတယ်။ဒါဆိုတော့ shape ထဲက free form ဆိုတာလေးရကြတော့ရက်လို့ရှိရင် double click နှစ်ချက်နှိပ်လို့လည်းရတယ်။ဒါမှမဟုတ်ဆိုရှင်တော့ဆမ်းမဲနဲ့ဆုံးမဲနဲ့တူသွားရဆိုလို့ရှိရင်လည်း shape ဆွဲတာလေးကရက်သွားပါတယ်။ဒီဟာမြန်ရှိမယ်ချုံချင်းမြန်ရှိထားလို့တဲ့နေပြီနော်အဲ့တော့ shape ထဲကိုသွားမယ် ဒီမှာလဲ free form ပဲအဲ့မှာနောက်တစ်ခုကပါလဲဆိုတော့ secret ပဲအခုခုနကပြောခဲ့တာကတော့ shape ဒါကနော်အမှန်ဆိုလို့ရှိရင်နှိပ်ပြီးတော့ယူလိုက်မယ်သူအဖိလိုက်တာ ਨੇ ကွာခဲတဲ့ပုံစံလေးဖြစ်သွားမယ်ပြီးတော့စားမဲနဲ့ဆုံးမဲနဲ့အတူလို့ရှိရင်ချက်သွားမယ်ချုံချက်လို့လို့ရရယ် rotate လို့ရရယ်ခုနကနဲ့တူတယ်ဗောနော်ခုနကလို့ ဟိုစားမယ့်နဲ့ချုံမယ့်နဲ့တူလို့ရှိရင်တော့ရက်သွားတယ်။သူကဖိဆွဲနေတဲ့အချိန်မှာဆိုလို့ရှိရင်တော့ခဲတဲ့ပုံစံလေးနဲ့ဖြစ်နေမယ်။အဲဒီခဲတဲ့ပုံစံလေးကိုဖိဆွဲပြီးတော့လက်ကနေလှုပ်လိုက်ပြီးဆိုလို့ရှိရင်လည်းသူကရက်သွားပါမယ်။အဲ့ဆိုဒီအရှိန်လိုင်းလေးတွေကလွယ်ရေပေါ့နော်ဒီနောက်လိုင်းလေး၃ခုဆိုရှိအဲအနှစ်ချောင်းနေလည်းပြပြရမယ်ဆိုလို့ရှိရင်နော်ဒီ gap ဆိုတာလေးရှိရဲ့ဒါက တစ်ချက်နှိပ်မယ်စားတဲ့နေရာမှာတစ်ချက်နှိပ်မယ်ပြီးတော့ကွေးကျင်တဲ့နေရာမှာတစ်ချက်နှိပ်မယ်တစ်ချက်တစ်ချက်နှိပ်ပြီးတော့ကွေးသွားလိုက်လို့ရတယ် sorry ဖြတ်မယ်ဆိုလို့ရှိရင်တော့ delete နဲ့ဖြတ်မယ်နော်ပြောမယ် insert တက်တဲသွားမယ် shape ထဲက cup လေးကိုယူလိုက်မယ်တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်မယ်ကွေးကျင်တဲ့နေရာမှာတစ်ချက်နှိပ်မယ်ပြီးတော့ဆောင်းမယ်ဟိုတရားကိုဆုံးလို့မယ်ဆိုလို့ရှိရင်တော့တစ်ချက်နှိပ်လိုက်မယ် ညာရွှေတော့ရွှေတက်ပြီးဒုတိယလည်းရယူတိုင်းမဲ့ဟိုဆုံးမဲ့နေရာမှာနှစ်ချက်နေပြီးတော့ရန်လိုက်မယ်နောက်တစ် free form မှာ shape shape ကကြတော့ခုနလိုပဲစကျင်နေဆိုတစ်ချက်နေမယ်ဆိုဟိုကွေးကျင်နေရင်ကျင်နေပါညာဆိုလို့ရှိရင်တစ်ချက်နေမယ်ဟိုရက်မဲ့နေရာမှာဆိုလို့ရှိရင်တော့နှစ်ချက်နေလိုက်မယ်အဲ့မှာသူကနောက်တော့တကူကကြတော့ စားတဲ့နေရာနဲ့ဆုံးတဲ့နေရာနဲ့တူပြီဆိုလို့ရှိရင်လည်းရက်ပါတယ်နောက်ထပ်တစ်ခုကဖိဆွဲလိုက်လို့ရှိရင်ခဲတဲ့မော်ဒယ်လေးဖြစ်တယ်စားမဲ့နဲ့ဆုံးဆုံးမဲ့နဲ့တူသွားပြီဆိုလို့ရှိရင်တော့ရက်သွားပါတယ်ဆွဲလိုက်လို့ရှိရင်တော့ခဲတံလေးနဲ့တူတယ်ဒီတိုင်းဟို လျှော်လေးအဖြစ်ထားတဲ့ mouse လေးကိုလှိုက်မယ်ဆိုလဲသူကရက်သွားတယ်။ဒါမှမဟုတ်စာမန်နဲ့စုံမန်နဲ့တူသွားပြီဆိုလို့ရှိရင်လည်းရက်ပါတယ်။ကဲဒါဆိုလို့ရှိရင် shape တွေတော့ဆွဲထားသွားပြီ။ဒီ shape တွေကိုဘလို့ဖြတ်မလဲပေါ့နော်။ဖြတ်မယ်ဆိုလို့ရှိရင်တော့ click တစ်ချက်နိုင်ပြီးလို့ရှိရင်သူကဇလက်မှတ်တယ်လို့ခေါ်တယ်။အဲ့ဒါပြီးတော့ keyboard က delete ကိုနှိပ်လိုက်ပါမယ်။ဒါဆိုပြတ်သွားပါပြီ။ဒါဆိုအပုံနေအများကြီးရဆိုလို့ရှိရင် delete တွေအများကြီးနှိပ်နေရမှာဖြစ်တဲ့အတွက်ကြောင့်သူကိုအကောင်လုံးကိုဆက်လက်မှတ်နိုင်မယ်ဘယ်လိုမှတ်မလဲဆို control a နဲ့ ယူလိုက်ပါမယ်ဒီလိုမျိုးလေးယူလို့ရသလို shift key လေးကိုဖိထားပြီးတော့ခါကျတော့ပုံလေးတွေပေါ်မှာမြန် line လေးတွေပေါ်မှာလိုက်ပြီးတော့တစ်ခုချင်းနဲ့ဆက်လက်မလုပ်ရပါတယ်အလွယ်နည်းကတော့ control a အကုန်လုံးကိုဆက်လက်မလိုက်ပြီးတော့ delete နဲ့ဖြတ်လိုက်ပါမယ်ဒါဆိုအကုန်လုံးကိုဖြတ်ပြီးတော့ပါပြီ